Hello အားလုံးပဲမင်္ဂလာပါ Rich Daily Life Podcast Reading Page မှာကြိုဆိုပါရစေ Rich အခုလုပ်ပေးမယ့် reading က caption တင်ထားတဲ့အတိုင်းပဲကိုယ့်ရဲ့တပတ်လူကအခွင့်အရေးရခဲ့ရင်ကိုကိုဘာတွေပြောပြခြင်းနေလဲ channel message လေး Rich က general reading ဖတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ reading ကို လိုလူတွေကြီးလို့ရမလဲဆိုရင်ပတ်သက်နေတဲ့ situation ရှိတဲ့သူတိုင်းကြီးလို့ရတယ်ဥပမာ x နဲ့ပြန် dealing လုပ်နေတဲ့အခြေအနေကဘာမှမသိဘူးဆိုလို့ရှိရင်လည်းကြီးလို့ရတယ်။နောက် crash နဲ့ dealing လုပ်နေတဲ့စကားပြောနေတဲ့အခြေအနေရှိတယ်ဆိုရင် ကြီးလို့ရတယ်။ um ace တော့ကြည့်လို့ရတယ်ဆိုပြီးတော့ဟိုးပိုဝေတနီနှစ်တည်းခြီးပြီးပြက်ပြီးတော့ဘာအဆက်သွဲမှမရှိတော့တဲ့ဟာတွေကြည့်လို့မရဘူးเนาะအဲ့လိုပဲ crash ဆိုလို့ရှင်လဲကိုဘက်ကနေပဲတစ်ဖက်သက်ကြီးကျိတ်ပြီးတော့ကို crash နေတာတစ်ဖက်လူကမသိတဲ့အခြေအနေမျိုးတွေဆိုကြည့်လို့မရဘူးဒါကအဲတယောက်နဲ့တယောက်ဘက်မှာအခြေအနေလေးရှိတဲ့သူတွေမှဒါမြင် ကြည့်လို့ရမယ် reading ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဘလို့လူတွေကြည့်လို့ရမလဲဆိုပြီးတော့ comment တွေမှာ like မေးတဲ့သူတွေအားလုံးတကူ reach တခါတယ်ဖြည့်ပေးလိုက်ပါပြီနော်အဲ့တော့ relationship တွေလည်းကြည့်လို့ရတယ်တယောက်နဲ့တယောက်ကြားထဲမှာအခြေအနေလေးတွေသူလိုသူလိုဖြစ်နေတဲ့သူဆိုတဲ့သူတွေအကုန်လုံးကြည့်လို့ရတယ် okay အဲ့တော့ reach က300နာမည် group 3ခုခွဲပေးထားတယ်ဒါက group number 1ဒါက group number 2ဒါက group number 3ပါအဲ့တော့ဒီတစ်ခါ group selection မှာလည်း reach အကြိုက်ဆုံးအယောင်ဖြစ်တဲ့ အနှက်ခါပြကာလာပေါ့နော်ဒီအယောင်လေးကိုချက်ပြထားတယ်ကာလာကတော့အပြာရောင်လို့လို့စိမ့်ပြလို့လို့ရောင်လေးတွေပဲပေါ့နော်အဲ့တော့တေးသေးချာချာ calling အဖြစ်ဆုံး group တခုတည်းကိုရွေးပါလို့ပဲ rich ထက်ခါထက်ခါပြောပြရစီဟိုဟာလို့လို့ဒီဟာလို့လို့ဆိုလို့ရှင်ဒါကိုရဲ့ intuition ပြန်စဉ်းစားတည်ချာသုံးသပ်ပြီးတော့ကိုဘယ်တစ်ခုကိုအရွေးချင်ဆုံးလဲတစ်ခုကိုပဲတည်ချာရဲပြီးပါအမ်ဒီဗီဒီယိုပို့စ်နေပြီးတော့ပဲဖြစ်ဖြစ်တည်ချာအချိန်ပေးပြီးရွေးချင်တဲ့သူတွေတော့ကို rich ကဒီ tag ပုံလေးကိုဒီဗီဒီယိုရဲ့ comments မှာပြန်ပြီးတော့ comment ပေးထားမယ်အဲ့ဒီမှာတည်ချာတက်ပုံလေးကိုကြည့်ပြီးတော့လဲစူးစိုက်ပြီးတော့အာယုံနှစ်ပြီးတော့ရွေးလို့ရတယ်နော်ဒါဆိုလို့ရှိရင် rich to group number 1ကနေစပြီးတော့တော့ပါမယ် Hello ဒီ group number 1ကိုရွေးချယ်ထားတဲ့သူတွေအားလုံးအတွက် group 1ရဲ့တပတ်လို့ပါပေါ့နော် group 1လေးတွေကို အခွင့်အရေးရရင်ဘာတွေပြပြချင်နေလဲသူတို့ရဲ့ channel message ဘာတွေဖြစ်မလဲเนาะအဲ့တော့ rich ကကတိကိုထုံစံ damage အရင်ဆုံး share လုပ်မယ်ပြီးတော့မှ hawking ကိုဖြစ်ပြပေးပါမယ်เนาะ Ace of the deck are Six of Swords. Five of Cups. Page of Wands. Page of Cups. And the last one, the Wall. Okay. And our wish card, the Olga Duckling and a want to feel that way at a cancer. I wonder if you are happy without me. I love when I saw you so someone. Okay, အဲ့တော့ rush ပြီးမှရအကုန်လုံးပြောပြမယ်နော်။ကလေးတွေစီပြန်ပြန်လာခဲ့ပါမယ်။ခဏလေးပါရှင်။ Hello, I'm back so last at the reading. ဒီဝန်လေးတွေကိုရဲ့တဖက်လူကကိုကိုအခွင့်အရေးရရင်ဘာတွေပြောပြခြင်းနေလဲ။ So, the through channel message က uh, by the way enrich team မြင်ရတာကလည်း i'm sensing like that um x ကိုတွေးပြီးတော့ရွေးထားကြတဲ့ group 1လေးတွေတော်တော်များမယ်လို့ထင်နေပေါ့เนาะအဲ့တော့ဒီမှာမြင်ရတဲ့ message ကတော့ကိုယ့်ကိုအခွင့်အရေးရရင် group 1လေးတွေကိုအခွင့်အရေးရရင်သူတို့ဘက်ကဘာတွေပြောပြချင်နေလဲဆိုလို့ရှင်အခြေအနေများပေါ့เนาะအာ၂ယောက်ကြားထဲမှာကန်ချမာများအခွင့်အရေးများပေးခဲ့ရင်အခွင့်အလမ်းလေးများတာခဲ့လို့ရှင်၂ယောက်ပြီးဆုံးခဲ့ရတဲ့အခြေအနေကြီးကို အားလုံးလွှတ်ချခဲ့ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အရာအားလုံးအတိတ်ကအခြေအနေတွေအားလုံးကိုပြီးဖုံးကားချလွှတ်ချခဲ့ပြီးတော့မင်းနဲ့အတူအသက်နှစ်ယောက်တူ journey တစ်ခုကိုပြန်လဲစတင်ခြင်း ਨੇ တကယ်ကို new form new change ဒီလိုပုံစံမျိုးနဲ့အသက်တစ်ပတ်ပြန်လဲစတင်ပြီးတော့ကောင်းမွန်တဲ့အနေအထားလေးတစ်ခုကိုတည်ဆောက်ခြင်းတယ်ဆိုတဲ့စကားလေးပြောခြင်းနေတာမျိုးတွေ့ရတယ်အဲ့တော့တပတ်လူအနေနဲ့က တကယ်ကို group one လေးတွေကို propose တခုခုဒါမှမဟုတ်လို့ရှင်လည်းပြန်ပြီးတော့ညှိနှိုင်းတာမျိုးเนาะဒါမှမဟုတ်လို့ရှင်လည်းတခုခုပေါ့เนาะအာ reunion အချိန်တွေတခုခုပေးခြင်းနေရာမျိုးရှိတယ်ဆိုတော့ crush ကိုစဉ်းစားပြီးတော့တွေးထားတဲ့သူတွေဆိုလို့ရှင်လည်း အဲတယောက်နဲ့တယောက်ကြားထဲမှာပုံမှန်လည်းလည်းမရှိတာမျိုးတွေကြောင့်မို့လို့ပေါ့နော်အနေထားတွေကကွာဟနေတာမျိုးရှေ့မဆက်ပဲနဲ့ဟိုမရောက်ဒီမရောက်အဲ့လိုမျိုးပေါ့နော်ကြားထဲမှာအချိန်နေကုန်လူပင်မစိတ်ပင်မဒီလိုမျိုးတွေဖြစ်နေတာမျိုးဆိုလို့ရှိရင်တစ်ဖက်လူအနေနဲ့ကကိုနဲ့တကယ်ကိုလုံးဝအသက်ပုံစံပေါ့နော် new beginning အသက်စတင်ချင်တာမျိုးရှိတယ်ကိုနဲ့ရှေ့ဆက်တက်ချင်တယ်အစ်စ်နေတက်ချင်တယ်เนาะကိုနဲ့ပတ်သက်ပြီးတော့အာသူ့ဘက်ကနေပြီးတော့ လုံးဝ propose ဒါမှမဟုတ် silent something left offer ဒီလိုပုံစံမျိုးလေးတွေပေးချင်တာမျိုးရှိတယ်ကမ်းလှမ်းချင်တာမျိုးလေးတွေရှိတယ်ကိုယ်နဲ့နေဆက်ခွင့်ရအောင်သူ့ဘက်ကနေစပြီးတော့ချင်ကပ်ချင်တာမျိုးလေးတွေရှိတယ်သူစိတ်ထဲမှာကိုယ်အကြောင်းအရန်တွေးပြတဲ့ပြောမယ်ဆိုလို့ရှိရင်อืมအပြင်မှာဘာမှမဖြစ်တယ်လို့ပုံစံမျိုးနေနေပေမဲ့ပေါ့နော်တစ်ဖက်လူရဲ့ energy or rich ဒီမှာမြင်ရတဲ့လောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်နဲ့သူကယက်တည်နေတာမျိုးတွေ့ရတယ်သူ့အတွေ့အထိမှာသူ့အုံနောက်ထဲမှာအာ group 1လေးတွေအကြောင်းစိုးမိုးနေတာမျိုး group 1လေးတွေက အဲသူရဲ့ကဘာတစ်ခုလုံးနှီးပါလောက်ပေါ့เนาะအာအရေးကြီးခဲ့တာမျိုးသူလိုပုံစံမျိုးလေးတွေမြင်ရတယ်ဆိုတော့အမ်ဒီမှာဆိုလို့ရှင်လဲ ace ကိုစဉ်းစားပြီးတော့ရွေးတဲ့သူတွေဆိုလို့ရှင်လဲတစ်ဖက်လူကပေါ့เนาะနှစ်ယောက်ကြားထဲမှာကျင်နာခဲ့တဲ့အခြေအနေတွေကြီးနူးခဲ့တဲ့အခြေအနေတွေချစ်ခဲ့ကြကျင်ခဲ့ကြတဲ့အခြေအနေလေးတွေကိုပေါ့เนาะပြန်လဲပြီးတော့ခံစားခြင်းတွေအမျိုးရှိတယ်ဆိုတော့အဲအကြောင်းခုန Rich ပြောနှစ်ယောက်ပုံစံအစ်စ်တစ်မျိုးနဲ့လုံးဝပြန်စတင်ခြင်းနေတယ်သူ့ဘက်ကနေလုံးဝ တကယ်ဟိုပေါ့နော်ဟိုအနေထားအစ်တတစ်ခုပြန်စခြင်းနေတယ်ဒီလိုပုံစံမျိုးလေးတွေကို reach မြင်ရတယ်ဆိုတော့ဟိုလုံးဝလှုပ်ချလိုက်ပြီဆိုလို့ရှင်လဲပေါ့နော်လုံးဝ group 1လေးတွေကသူတို့မေ့လိုက်ပြီဆိုလို့ရှင်လဲပေါ့နော်သူတို့အနေထားကအာသူတို့မရှိဘဲနဲ့ပေါ့နော် group 1လေးတွေကိုပြောစေခြင်းနဲ့နော်သူတို့ဟိုအရန်ကြီးဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကတကယ်ကိုအရန်အဆင်မပြေလို့ toxic ဖြစ်လို့ပေါ့နော် ကွဲကွာခဲ့ကြရတာမျိုးဆိုလို့ရှိရင်လည်းတကယ်ကိုလုံးဝသူမရှိဘဲလဲပြောအောင်နေပါဘောနော်သူ့ကိုမေ့လိုက်ပါအဲဒီလိုပုံစံမျိုးလေးပြောချင်တဲ့စကားမျိုးလေးတွေတွေ့ရတယ်အဲအချိန်နေအရရက်ဘောနော်ကိုနဲ့ကိုက်ညီရပြီပေါ့တချို့ကကြတော့လဲอืมသူမရှိဘဲနဲ့နေနိုင်နေပြီပေါ့နေနိုင်နေပါစေဒီလိုပုံစံမျိုးလေးပေါ့เนาะ group 1လေးတွေအနေနဲ့သူတို့ကိုဟိုဘယ်လိုပြောမလဲ အေးအေးဆေးဆေးမေးနိုင်သွားပြီ move on လုပ်နိုင်သွားပြီဆိုတဲ့အနေအထားတခုဖြစ်သွားရဲဆိုလို့ရှင်လည်းသူတို့အနေနဲ့ဝမ်းသာရဲပေါ့နော်ဂုဏ်ယူရဲဒီလိုပုံစံမျိုးလေးတွေပြောချင်တာမျိုးတွေ့ရတယ်ဆိုတော့อืมလူဝမ်းလေးတွေကိုသူတို့ထက်ဒါ x ဆိုခဲ့ရင်ပေါ့နော် x ကိုတွေးပြီးတော့စဉ်းစားထားပြီးတော့ရွေးတဲ့သူတွေဆိုလို့ရှင်တော့အာ group 1လေးတွေကိုတခြားတော့သူတို့ထက်သားတဲ့သူပူတော်တဲ့သူเนาะထတ်တဲ့သူအဲ့လိုမျိုး group 1လေးနေပို့ပြီးတော့တင့်တော်တဲ့သူနဲ့ပတ်သက်ပြီး ရှေ့ဆက်သွားစေခြင်းနဲ့ဒီလိုလူမျိုးနဲ့တွေ့စေခြင်းနဲ့เนาะပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတခုရသွားစေခြင်းနဲ့ဒီလိုလေးစေတနာကောင်းလေးတခုတော့ reach ဒီမှာမြင်ရပါတယ်เนาะအဲ့တော့ um crush နဲ့ပတ်သက်တာဆိုလို့ရှင်เนาะလေ crush နဲ့စဉ်းစားပြီးတော့ယူထားတဲ့သူတွေဆိုတော့အာတချို့ကြ relationship ဆိုလို့ရှင်ပဲဖြစ်ပေါ့နော်တယောက်နဲ့တယောက်ကြားမှာအထင်လွဲမြင်လွဲတွေဖြစ်နေရမျိုးဆိုလို့ရှင်တော့အာ group one လေးတွေတငယ်ချင်းတယောက်ယောက်နဲ့ပေါ့နော်အဲ့လိုမျိုး any gender အခုကြည့်နေတဲ့ group one က main clip ပဲဖြစ်ယောက်ျားလေးပဲဖြစ်စန့်ကျင်ဘက် gender နဲ့စကားပြောနေမျိုးပါလို့ရှိရင်ဒါမှမဟုတ်ရှင်လဲကြားထဲမှာတယောက်ယောက်ရဲ့အမ်ဘာလို့ပြောမလဲသွေးထိုးနှောက်ယှက်မှုကြောင့်ပေါ့နော်သူတို့အနေနဲ့အထင်လွဲအမြင်လွဲနေတာမျိုးရှိတယ်အဲတခြားသောသူတယောက်ပေါ့နော်ပတ်သက်နေတာမျိုးရှိသလားပေါ့အဲ့လိုသူလိုသူလိုမျိုးလေးတွေဖြစ်နေတယ်ဆိုတဲ့ကြောင့်လို့ဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့သူတို့မေးခြင်းနဲ့တည်တည်ကြကြနော် 음အဲ့ဒီလူเนี่ยဘယ်လိုမျိုးပတ်သက်နေရလဲတောင်းမရှင်လဲတခြားသောသူတယောက်ရှိနေသလားဘာလားညာလားပေါ့เนาะဒီလိုပုံစံမျိုးလေးတွေပြောချင်နေတာမျိုးမေးချင်နေတာမျိုးလေးတွေတွေ့ရပါတယ်เนาะโอเคအဲ့တော့ဒါကတော့ group 1လေးတွေအတွက်ကိုကိုရဲ့တစ်ဖက်လူကအခွင့်အရေးရပါတယ်ပြောပြချင်နေတယ်သူတို့ရဲ့ channel message coverage က general reading အတူလေးပြပြပြီးတော့တာဖြစ်ပါတယ်အဲ့တော့ဒီလိုပုံစံအတိုင်းကိုကိုတယောက်แท้အတွက် detail နော် personality မေးချင်တဲ့သူတွေက Arial Facebook page messenger မှာလာရောက်ပြီးတော့ booking တင်လို့ရပါတယ်အ package number က10ပါနော် package number 8 channel message ဆိုတဲ့ package ကိုလာပြီးတော့မေးလို့ရပါတယ်ရှင်နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အခုလို reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနှာထောင်းချင်တဲ့သူတွေက Arial Facebook page YouTube channel Telegram channel TikTok ဒါတွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ် group one လေးတွေနောက်ထပ် reading တွေမှာပြန်ဆုံတွေ့ကြပါမယ်နော်ကျေးဇူးတစ်ပွဲတင်ရှိပါတယ်အားလုံးတက်တာ Hello. ဒီ group number 2ကိုရွေးချယ်ထားတဲ့သူတွေအားလုံးအတွက် group 2ရဲ့တဖက်လူက group 2တွေကိုဖွင့်ရရခဲ့ရင်ဘာတွေပြပြခြင်းနေလဲ။နောက်တစ်ခါ channel message ကဘာတွေဖြစ်မလဲ။ဒါကို rich ကကျွန်တော်ပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ထုံးလုံးနဲ့ rich card တွေကိုအရင်ဆုံး shuffling လုပ်မယ်။ပြီးတော့မှအဟောလေးတွေကိုပြပြပါမယ်နော်။ piece of that I got several of ones. The Magician. Ten of Cups. Queen of Pentacles. Strength. Okay, I already got a table. The Orga Dagli Nele. ကြည့်ပေးပါအောင်မနော် wish I could share my good news with you. Uh, the timing just was not right for us. Just be near your center. Okay. အဲ့တော့ပြီးမှ arrange ဘာသာပြန်ပြရင်းနဲ့ holiday ပြောမယ်နော်။လောလောဆယ်တော့ကလေးစီပြန်ပြန်လာခဲ့ပါမယ်ခဏလေးပါ။ Hello, I'm back so let's start the reading. group 2တွေ now group 2တွေရဲ့သွေးနေတယ်တဖက်လူကအခွင့်အရေးရခဲ့ရင် group 2လေးတွေကိုဘာတွေပြပြချင်နေလဲเนาะအဲ့တော့ race ဒီမှာမြင်ရတဲ့လောက်ကကြတော့လေอืม ယောက်နဲ့ယောက်ကြားထဲမှာပတ်သက်နေပြီးသားတော်တော်လေးချိန်နေရောက်နေပြီးသားတချို့ situation လေးတွေများမယ်လို့တော့ situation ship လေးတွေများမယ်လို့တော့ risk မှာမြင်ရတယ်ပေါ့နော် okay အဲ့တော့တပတ်လို့ပါပြောချင်နေလဲဆိုတော့နှစ်ယောက်ကြားထဲမှာတဲ့အတားစီအနောက်ရှက်အတိုက်ခိုက်တည်တဲ့မင်းနိုင်ငံနဲ့ကြားမှာအရန်များလုံးအကြီးတယ်တဲ့ဒါပေမဲ့ဒီအရာတွေအားလုံးကိုနော်နှစ်ယောက်ကြားထဲမှာရှိတဲ့ obstacle တွေ block တွေဒီ အာအကုန်လုံးကိုပေါ့နော်ပြောမှာဆိုဓာတောင်ကိုကြောကဖြတ်မယ်အချစ်ရေလို့ပါတော့ပေါ့နော်မီးတောင်ကိုကြောလာမယ်လို့ I'm just joking ဆရာအဲအဲ့လိုမျိုးပေါ့နော်ကြော်ဖြတ်ပြီးတော့ငါမင်းစီရအောင်လာခဲ့မယ်ပေါ့အဲဒီလိုပုံစံမျိုးလေးပြောပြချင်နေရမျိုးရှိရယ်ရှိမိပြန်ပြီဒါမြင်ရတဲ့အတိုင်းပြောပြရအောင်နော် original နေတာမဟုတ်ဆရာအဲတဖက်လူဘက်မှာလဲလေး uh group 2လေးတွေရဲ့အကြောင်းကိုဖြစ်စေတောင်းမှုချင်လဲ group 2လေးရဲ့နာမနီးစပ်နိုင်အောင်ပေါ့နော်တခြားအဲ့လိုလေးဟိုဝင်းညောင်းထားတာမျိုးတွေသွေးထိုးနှောက်ရှက်ထားတယ်အဲ့လိုဘေးလူဘေးစကားပေါ့နော်ဂျာစကားတွေပေါ့အဲ့လိုမျိုးတွေရှိနေတာမျိုးတွေ့ရတယ်အဲ maybe တချို့တွေဆိုရင် group 2လေးတွေကမကောင်းချောင်းနေသူတို့တော့ပြောထားတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းသူကဟို take you side တဲ့ပုံစံမျိုးမဟုတ်ပါဘူးပြီးလို့ရှိရင် group 2လေးတွေကမကောင်းချောင်းနေပါလေပြောရဲဆိုရင်တော့မှသူကလေ group 2လေးတွေရဲ့ဘက်ကနေပြီးတော့လုံးဝ cover လုံးဝတကယ်ကို protect လုပ်ပြီးတော့မှကို ကာပြီးပြောပေးနေရမျိုးပြန်ပြီးရန်တွေးတာမျိုးတွေတောင်တွေးရတယ်ပေါ့နော်။ तू မကြိုက်ဘူးဒီလိုမျိုးတွေကိုနော်။ဆိုတဲ့အတွက်ကြောင့်မလို့နှစ်ယောက်ကြားထဲမှာဘလို့အခက်ခဲခဲအဲ့လိုဘလို့အခက်ခဲပဲရှိရှိသူ့အနေနဲ့ကြော်လွှားမယ်နော်။ငါမင်းစီမရောက်ရအောင်လာမယ်။တောင်းဆိုတဲ့နှစ်ယောက်ကြားထဲမှာရှိနေတဲ့ obstacle တွေ block တွေအကုန်လုံးကိုကြော်လာပြီးတော့နှစ်ယောက်အတူပေါ့နော်။တကယ်ကိုလုံးဝ family life ထိသွားဖို့ကိုသူစ조사မယ်ဆိုတာမျိုးတွေကို rich ဒီမှာမြင်ရတယ်။အဲ့တော့သူ့အနေနဲ့နှစ်ယောက်ကြားထဲမှာလုံးဝလေး အာတကယ်ကို လိုချင်တဲ့ဖြစ်ချင်တဲ့အခြေအနေတစ်ခုရောက်အောင်ကိုစူးစမ်းမယ်ဆိုတော့တန်လိုက်ထန် ချပြီးတော့လေလုံးဝအဆုံးဖြတ်ချက်ကြီးချထားတယ်ဆိုတာမျိုးကိုသူပြောပြခြင်းနေတယ်အဲ group 2လေးတွေနဲ့ပတ်သက်ပြီးတော့သူအနေထားကလုံးဝသူရေရှည်ထိ long term ထိကိုသူတွေးထားပါတယ်တကယ်ကိုလုံးဝ marriage life family life ထိကိုငါမင်းကိုရည်ရွယ်ထားပါတယ်ဆိုတဲ့စကားလေးပြောပြခြင်းနေရမျိုးရှိတယ်နှစ်ယောက်တကယ်ကိုပေါ့နော်အခြေအတီတကျဖြစ်တဲ့အနေထားလောက်ထိကိုသူစူးစမ်းအောင်မယ်ဒီအတွက်တော့သူ့ကိုအချိန်လေးပေးပါသူ့ကိုစောင့်ဆိုင်းပေးပါဆိုတာမျိုးလေးပြောခြင်းနေရမျိုးတွေ့ရတယ်လောလောဆယ်မှာကတော့မဖြစ်နိုင်သေးဘူးပေါ့နော်ဆိုတော့ဒါမဲ့ဒီ group 2လေးနဲ့ပတ်သက်ပြီး တော့သူတို့အနေထားကအယံကိုပေါ့နော်အများကြီးအိမ်မက်တွေရှိတယ်တွေးထားတယ်သူဖြစ်ချင်တဲ့အရာတွေရှိတယ်အဲ့တော့อืมတော်တော်များများ group 2လေးတွေ maybe situation ရှင်မဟုတ်လို့ရှင်လဲပေါ့နော်လက်ရှိ relationship လေးဒါမပြောတတ်ဘူးလို့တွေးထားတဲ့သူကโอเคဘယ်လိုပုံစံမျိုးပဲဖြစ်ပါတစ်ဖက်လူကတော့လုံးဝကိုယ်နဲ့ပတ်သက်ပြီးတော့ရေရှည် long term အထိကိုတည်ငြိမ်တဲ့အခြေအနေအနေထားတစ်ခုထိသွားကျင်နေရည်ရွယ်ထားတယ်เนาะကိုကလေဘယ်လိုပြောမလဲ group 2လေးတွေရဲ့ energy group 2လေးတွေရဲ့ aura ကလေသူတို့ကိုအများကြီးလွှမ်းမိုးထားတာမျိုးရှိတယ်အများကြီးဆုံးမိုးထားတာမျိုးရှိတယ် group 2လေးတွေရဲ့စကားတခုံးဆိုတခုံးပေါ့နော်သူတို့ဘက်မှာလွှမ်းမိုးနိုင်တယ်ခြေလဲနိုင်တယ်ချုပ်ကိုင်နိုင်တယ်ဆိုတဲ့အခါကျတော့မင်းသဘောတိုင်းကြပါချစ်ရဲ့တို့ပါတော့ပေါ့နော် အဲ့လိုမျိုးသူတို့ပြောပြခြင်းတွေမျိုးရှိရယ်ဆိုတော့ group 2လေးတွေရဲ့စိတ်တိုင်းကြเนาะဖြစ်ဖြစ်စေခြင်းတဲ့အတိုင်းသူတို့လုံးဝအလွှမ်းမိုးခံတယ်အဲသူတို့လုံးဝအဆိုးမိုးခံတယ် group 2လေးတွေချဲလေသမျှပေါ့เนาะသူတို့ကျိုးကန်ခံတယ်အာလုံးဝ group 2လေးတွေကိုစိတ်ချမ်းသာအောင်ထားခြင်းတဲ့ဆိုတဲ့စေတနာလေးတခုလည်း rich ဒီမှာမြင်ရတယ်ပေါ့နော်အဲ့တော့သူတို့နေကပြောခြင်းတဲ့ဇာတ်ကတော့လုံးဝကိုအခုချိန်မှာသူအရန်စူးစမ်းနေတယ်သူ့ရဲ့ငွေရေးချေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်အောင်ပဲဖြစ်ဖြစ်သူ မှန်းထားသလောက်အနေထားတစ်ခုတည်းရအောင်ပေါ့နော်သူစူးစမ်းမယ်အဲဒါတွေပြီးလို့ရှင်တော့မင်းနဲ့ငါနဲ့ရွှေလက်တွဲမြဲရအောင်လို့ပေါ့နော်ငါအာစီစဉ်ပါမယ်ကြမ်းဆောင်ပါမယ်ဒါဒီအရာတွေအကုန်လုံးကငါအကောင့်ထဲပေါ်ပါမယ်ဆိုပြီးတော့ဒီလိုစကားလေးတွေပြောချင်နေရမျိုးရှိတယ်ဆိုတဲ့အတကြောင့်မလို့လုံးဝသူကလေတကယ်ကိုခန်းခန်းနာနာနဲ့ပေါ့နော် rich ဒီမှာမြင်လာဆို wedding ဆိုလို့ရှင်လည်းအဲ့လိုခန်းခန်းနာနာမိသားစုစုံစုံလင်လင်တကယ်ကိုပြည့်ပြည့်စုံစုံနဲ့ကိုသူကနေချင်တာမျိုးဖြစ်တဲ့အတကြောင့်မလို့တော်တော်လေးရည်ရွယ်ချက်ကြီးမားတယ်ရည်မှန်းချက်ကြီးမားတယ်ဆိုတဲ့အတကြောင့်မလို့သူရဲ့ ambition ကို ရအောင်အဓိကတော့ financial stable ဖြစ်အောင်ပေါ့နော်သူအရန်စူးစမ်းနေတဲ့ group 2လေးတွေနဲ့တနေ့တကယ်ကိုလုံးဝအာမတောင်မတမကြောက်မကြရတဲ့အခြေအနေတစ်ခုကို နေထိုင်ရဖို့ပေါင်းစည်းရဖို့ငါမင်းအတွက်စူးစမ်းနေရဆိုရင်ဒီလို message လေးကို rich သူပြောနေတာမျိုးလေးမြင်ရတယ်ပေါ့နော်သူပြောချင်နေတာပေါ့ဆိုတော့ တကယ်လဲလုံးဝသူ့ဘက်မှာသတင်းကောင်းတွေရှိရင်ရှိတဲ့အတိုင်းပေါ့နော် group 2လေးတွေကိုသူအများကြီးပြောပြခြင်းနဲ့သူ့ရဲ့လုပ်ငန်းတွေဘယ်လိုမျိုးအောင်မြင်လဲပေါ့နော်ဒီလိုအခြေအနေလေးတွေခွင့်ရေးသင့်တဲ့အခါတိုင်းသူ့ရဲ့ကိစ္စဝိစားတွေဘယ်လိုမျိုးအဆင်ပြေနေပြီလဲသူ့ရဲ့စီးပွားရေးလမ်းကြောင်းတွေသူ့ရဲ့ပညာရေးလမ်းကြောင်းတွေသူ့ရဲ့အောင်မြင်ရေးလမ်းကြောင်းတွေပေါ့နော် သူအများကြီးပြောပြခြင်းနေတယ်ဆိုတဲ့ခါကျတော့ဟိုသူ့ဘက်ကသတင်းကောင်းကိုပဲအာ group 2လေးတွေမျောနေပါဆိုတဲ့စကားလေးသူကတော့ပါလိုက်တယ်ပေါ့เนาะအဲ့တော့အခုလောလောဆယ်ကတော့သူအရန်စူးစမ်းနေရတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ယောက်ကတော့အခုချိန်မှာ right time မဟုတ်သေးဘူးသူ့ကိုအချိန်လေးပေးပါသူ့ကိုစောင့်ပေးပါသူ့ကိုထားပြီးတော့အထွက်မသွားပါနဲ့ဒီလိုပုံစံမျိုးလေးတွေသူပြောပြခြင်းနေတယ် message လေးတွေ့ရတယ်အာတကယ်ကိုလုံးဝ group 2လေးတွေကသူတို့အတွက်ကိုအရန်ဆွဲမှတ်စီတယ်အရန်ဘယ်လိုပြောမလဲဒီအ attract လုပ်တယ်ပေါ့နော်ဒီလိုမျိုးလေးတွေအရန်ကိုလွှမ်းမိုးထားနိုင်ပါတယ်တဲ့သူတို့ရဲ့နှလုံးသားသူတို့ရဲ့အုံနောက်ပိုင်းရောအကုန်လုံးပေါ့နော်ဒီ group 2လေးတွေကအရန်လွှမ်းမိုးနိုင်တယ်အရန်ဆိုးမိုးနိုင်တယ်နော်မင်းချောင်းနေမတွေးပဲနဲ့လုံးဝမနေနိုင်ဘူးဆိုတဲ့စကားလေးတွေပေါ့နော်အခါခွင့်သိရင်ပြောပြချင်နေတာမျိုးရှိပါတယ်နော်အဲ့တော့ဒါကတော့ group 2လေးတွေအတွက် rich channel message လေးကိုတစ်ဖက်သူကပေးတဲ့ဟာလေးတွေပြောပြပြီးသွားတာဖြစ်ပါတယ်အဲ့တော့ reading ကတလောက်ပါပဲအဲ့တော့ဒီလိုပုံစံအတိုင်းကိုကိုတက်ရောက်တဲ့အတွက် detail ကြကြ personal reading မြင်တဲ့သူတွေက reshare facebook page messenger မှာလာပြီးတော့ booking သင် mail လို့ရပါတယ် package number က10ပါ package number 8 channel message ဆိုတဲ့ package လေးကိုလာပြီးတော့ mail လို့ရပါတယ်အခုကတော့ဒါ generating ဆိုပြီးတော့ပါပြီเนาะ group 2လေးတွေအားလုံး ကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အခုလို reading အသစ်တွေကိုမပြန်ကြည့်ရှုနားထောင်ခြင်းတဲ့သူတွေက rich ရဲ့ facebook page youtube channel telegram channel နဲ့ tiktok ဓာတ်တွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်အားလုံးပဲတက်တာပါเนาะ group 2လေးတွေတက်တာ Hello ဒီ group number 3ကိုရွေးချယ်ထားတဲ့သူတွေအားလုံးအတွက် group 3ရဲ့တစ်ဖက်လူက group 3တွေကိုအခါခွင့်သင့်ရင်အခွင့်ရရခဲ့ရင်ဘာတွေပြောပြချင်နေလဲ နော်သူရဲ့ channel message ကဘာတွေဖြစ်မလဲဒါကို risk က general ဖတ်ပြီးတော့ပါမယ်အဲ့တော့ထုံးစံတိုင်းမှာ risk card တွေကိုအရင်ဆုံး share ပေးလို့ပါမယ်ပြီးတော့မှ hogging လေးကိုပြပြပေးပါမယ်နော် base of the deck everything is fine 다가 만들어 ten of swords, no? three of pentacles, two of pentacles, four of cups, and the last one, king of wands. Now, rich God, beauty, or God, darkly, nele, chibi, no? conversations over and over. Sometimes I'm still be thinking about you. I love when I saw you with someone. Okay. အာနောက်ပြီးတော့မှ rich တခါလဲအကုန်လုံးဘာသာပြန်ပြီးပြောပြပြပေးပါမယ်เนาะအဲ့တော့အခုလောလောဆယ် rich ကလေးတွေစီးပြီးရင်ပြန်လာခဲ့ပါမယ်เนาะခဏလေးပါ Hello I'm back so let's start the reading. Hmm အဲ့တော့ group 3လေးတွေရဲ့တစ်ဖက်လူက group 3တွေကိုပေါ့နော်အခါခွင့်တင်ခဲ့ရင်အခွင့်ရခဲ့ရင်ဘာတွေပြောပြချင်နေလဲသူတို့ရဲ့ channel message ကဘာတွေဖြစ်မလဲဆိုရင် 음အရင်ကဒီမှာမြင်ရတာ group 3လေးတွေတွေးလိုက်တာကလေလောလောဆယ်မှာအဆက်အသွယ်ပြတ်နေတဲ့လူများလား um group 3လေးတွေကတပတ်လူကို ghost လုတ်သွားတာရုတ်တရက်ကြီးအဆက်အသွယ်ဖြတ်ချသွားတာဖြင်းဖြင်းမဟုတ်လို့ရှင်သူတို့ဘက်ကနေအဆက်အသွယ်ဖြတ်ချသွားတာမျိုးမြင်ရတယ်ဗောနော်ဒါပေမဲ့ rage ဒီမှာပို့ပြီးတော့မြင်ရတာက음 group 3လေးတွေဘက်ကနေပြီးတော့အရင်ဥုံးစပြီးတော့ဆက်သွယ်ဖြတ်ချလိုက်တယ်လို့တော့ပို့ပြီးတော့မြင်ရတယ်ဗောနော် okay အဲ့တော့တစ်ဖက်လူကပြောချင်နေတဲ့ message စကားတွေကကြတော့လေမင်းထားသွားခဲ့ပြီမဲ့လေတဲ့ငါအရာအလုံးအစင်ပြေနေပါတယ်တဲ့မင်းကကိုပြန်လာဆက်သွယ်မဲ့အချိန်အချိန်နေတော့မင်းရဲ့စကားလေးတွေမင်းရဲ့ဖုန်းခေါ်မင်းရဲ့ text message เนาะ ငါအမြဲတမ်းစောင့်မျှော်နေတယ်တဲ့မင်းကိုလည်းငါဆိုရှယ်မီဒီယာကနေပဲဖြစ်ဖြစ်အပြင်လူချင်းချင်းကနေပဲဖြစ်ဖြစ်ပေါ့နော်လုံအောင်မင်းအချောင်းတွေကိုငါကြားသလောက်စုံစမ်းနေတယ်မင်းအချောင်းတွေကိုငါအမြဲတမ်းအမြဲမပြတ်နော်စောင့်ကြည့်နေတယ်ကြည့်ရှုနေတယ်အမြဲ stock လုပ်နေတယ်မင်းဘယ်ချိန်များငါ့ကိုဆက်သွယ်လာမလဲပေါ့နော်ဒီလိုပုံစံမျိုးလေးအဲတယောက်တော့သူက စာလွှာတင်စကားပေါ့နော်သူတို့ရဲ့ channel message လေးကိုမြင်ရတယ်အဲ့တော့သူတို့ရဲ့ပြောချင်တဲ့စကားကတော့ပြန်ပြီးတော့အဆင်ပြေလို့ရှိရင်နှစ်ယောက်ညှိနှိုင်းပြီးတော့ပေါ့နော်အခြေအနေလေးတစ်ခုအဆင်ပြေနိုင်မလားဆိုတာမျိုးလေးမေးထားတဲ့မေးခွန်းလေးလည်း arrange မြင်ရတယ်ပေါ့နော် အာပြန်လဲတင်းမြတ်နိုင်အောင်မလားပြန်လဲညှိနှိုင်းလို့ရနိုင်အောင်မလားပေါ့နော်ညှိနှိုင်းလို့ရတယ်ဆိုလို့ရှိရင်အတူတူပြန်လဲပူပေါင်းပြီးတော့ဖြစ်ခဲ့တဲ့အခြေအနေတွေပြဿနာတွေကိုပြုပြင်မယ်ပြောင်းလဲမယ် fix လုပ်မယ်အဆင်မပြေတဲ့အရာတွေကိုပြုပြင်မယ်ပေါ့နော်ပြီးလို့ရှိရင်တိတိချာချာ handle လုပ်ပြီးတော့မှ manage လုပ်ပြီးတော့မှဆဆရရအဆင်ပြေအောင်အာတော့ချင်ပါတယ်ဒီလိုပုံစံမျိုးလေးသူတို့ပြောနေတာမျိုး rich ဒီမှာမြင်ရတယ်အဲ့တော့ဒီမှာ နောက်ထပ်သူတို့ရဲ့ message လေးတစ်ခုကတော့မြင်ရတာကတော့မင်းမရှိတဲ့အချိန်မှာတဲ့ငါတော်တော်လေးကိုပေါ့နော်အစင်မပြေဘူးတဲ့ um ရစ်တီမှာမြင်တာဆိုလို့ရှိရင်တစ်ဖက်လူဘေးနားမှာပေါ့နော်အာတခြားသောအကြောင်းအရာလူတွေလည်းရှိနေလိမ့်မယ်သူ့ကိုပြောင်းလုပ်ပေးမယ်သူသူ့ကိုပြောင်းထားမယ်သူတွေအရာတွေရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့လည်း อ group 3เล่တွေမဟုတ်တဲ့အတွက်သူမှမပျော်နေဘူးအဆင်မပြေနေဘူးရတာမလို့လို့တာမရပုံစံမျိုးဖြစ်နေတယ်ပေါ့เนาะသူပေးနာမှာဘလောက်ကြီးပဲအာတာနေတော်နေထက်နေတဲ့သူတွေပဲရှိရှိเนาะအ group 3เล่တွေမဟုတ်နေတဲ့အတွက်ကြောင့်မလို့သူမှလုံးဝ uh, it's not enough กว่าดิล่ะหลုံหลอกเตะပြည့်စုံเตะဆိုတော့ခံစားချက်ကိုတို့မရနေဘူးဒီအကြောင်းလေးတွေ group 3လေးတွေကိုအခွင့်အရေးရရင်ပြောပြခြင်းနေရပေါ့เนาะအဲ့တော့သူ့ကိုအဲထားခဲ့တာဂျေနက်ပြီးအလုံလောက်ပြီးတော်လောက်ပြီးဆိုလို့ရှင်လေပေါ့เนาะပြန်လာပါပေါ့เนาะပြန်ပြီးတော့စုံစည်းခြင်းနဲ့ပြန်ပြီးတော့ reunion ဖြစ်ခြင်းနဲ့ဒီလိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့သူ့ဘက်ကနေလဲပေါ့เนาะပြန်လဲပြင်ဆင်ဖို့ပေးပါတကယ်ကိုလုံးဝအာ group 3လေးတွေစိတ်လုံခြုံမှုရအောင်တို့တခုခုပြန်လုပ်ပေးမယ်တောင်းရှင်လဲတကယ်ကိုပေါ့နော်စကားရိုင်းနဲ့ပြောမနေဘဲနဲ့အာလက်တွေ့အကောင့်ထဲပုံမှာမျိုးပေါ့နော် ဟိုအပြောနဲ့မဟုတ်အလုံးနဲ့သက်သေပြမယ်ဒီလိုပုံစံမျိုးလေးတို့ပြောချင်နေတာမျိုးလေးလည်းရှိတယ်အဲနောက်တစ်ခုတို့ဘက်မှာပေါ့နော်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းတိတ်အဆင်မပြေနေဘူးတောင်းမချင်လဲတို့ရဲ့စီးပွားရေးကိစ္စတွေလုပ်ငန်းကိုင်ငန်းတွေပေါ့နော်တိတ်အဆင်မပြေနေဘူးဒီအကြောင်းလေးတွေလည်း group 3လေးတွေကိုပြောပြပြီးတော့တိုင်ပင်ကျင်တာမျိုးလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့နှစ်ယောက်စကားပြောခဲ့ရတဲ့အခြေအနေတောင်းမချင်လဲတယောက်နဲ့တယောက်အခြေတင်ဆွေးနွေးခဲ့တာမျိုးတွေရှိတယ်ဆိုလို့ရှိရင်နဲ့အဲ group 3လေးတွေနဲ့တို့နဲ့ပေါ့နော်ပြောခဲ့တဲ့ အခြေအနေကိုအပြည့်အမြန်လှန်လှန်သူပြန်စဉ်းစားနေတယ်ပြန်တွေးနေတယ်ပြန်တွေးလေပြန်စဉ်းစားလေတခုပြီးတခုသူ့ရဲ့စိတ်ထဲမှာပေါ့နော်ရှင်းရှင်းလင်းလင်းပြပြတသားတွေအဲ့လိုမျိုး clarity ရလာတာမျိုးတွေလည်းသူပြောပြချင်နေပါတယ်ဆိုလိုချင်တာက group 3လေးတွေပြောတာမှန်တယ်ပေါ့နော်သူအရန်အတွေးခေါင်ခဲ့တာမျိုးသူ့ဘက်ကမှားခဲ့တာမျိုးလွန်ခဲ့တာမျိုးတွေရှိတယ်ပေါ့နော်ဒီလိုလေးတွေပြောချင်နေတယ်နောက်တစ်ခုကကြတော့ group 3လေးတွေအကြောင်းကိုသူအမြဲတမ်းတွေးတယ်ညာအိတ်ခန်းလေးတွေပို့တွေးလေးပေါ့နော်နောက်တစ်ခုကကြတော့ group 3လေးတွေအကြောင်းကိုတွေးရတာလည်းသူသဘောကျတယ်အဲ group 3လေးတွေအကြောင်းစဉ်းစားမိလိုက်ပြီးဆိုလို့ရှင်တွေးလိုက်မိလို့ဆိုလို့ရှင်လဲပေါ့နော်ဒီအတွေးတွေအကြောင်းအရာတွေကိုသူမရက်တမ်းပြင်ချင်မှုဆက်ပြီးတော့ပဲပေါ့နော်သူစဉ်းစားရင်းနဲ့အဲ့လိုမျိုးအဲအတွေးခရောက်ပြဖြစ်တာမျိုးလေးတွေလည်းရှိရဲပေါ့နော်နောက်တစ်ခုကကျတော့အဲ group 3လေးတွေကိုอืม ူကိုစောင့်ဆိုင်ပြီးတော့ဗောနော်ဒါမှမဟုတ်လည်းသူစီပြန်လာပါပြောချင်တာမျိုးနောက်ကျင်လည်းတခြားသောအာသူတယောက်ဗောနော် သူနေရာအစားထိုးလိုက်ပြီလားဒီလိုမျိုးလေးကြီးလည်းမေးချင်နေတာမျိုးလေးကြီးလည်းရှိတယ်အမ်တကယ်လို့ဗောနော်သူဒီမှာနည်းနည်းလေးမြင်ရတာကကြတော့ တယောက်နဲ့တယောက်ဆက်သွယ်ပြတ်နေတဲ့သူတွေဆိုလို့ရှိရင်အာတပတ်လူက group 3လေးတွေကိုတခြားသောသူတယောက်နဲ့တွေ့လိုက်တယ်ဆိုလို့ရှိရင်သူစိတ်ထဲမှာဝမ်းနည်းနေတာမျိုးပေါ့နော်အာတခြားတယောက်ရသွားပြီလားပေါ့နော်အဲ့လိုမျိုးလေးဆွေးဆွေးမြေ့မြေ့လေးနဲ့မေးနေတဲ့အဲမေးခွန်းလေးတွေလည်း risk ဒီမှာမြင်ရပါတယ်နော် okay အဲ့တော့ဒါကတော့ group 3လေးတွေအတွက်တပတ်လူကပေးချင်နေတဲ့ channel message ဖြစ်ပါတယ်အဲ့တော့ reading ကတော့ဒီလောက်ပါပဲ reach လိုက်ပြီ channel reading ကတော့ဒီအတိုင်းကို ကိုတယောက်တည်းအတွက်အသေးစိတ် detail ကြကြ personality မေးချင်တဲ့သူတွေက Rachel Facebook page messenger မှာလာပြီးတော့ booking တင်မေးလို့ရပါတယ် baggage number က၈ပါ နံပါတ်8 package channel message ဆိုပြီးတော့လာပြီးတော့ mail လို့ရပါတယ်အဲဒီ reading ကတော့ဒီလောက်ပါပဲเนาะအဲ့တော့ group 3လေးတွေနောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အခုလိုမျိုး reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနာထောင်ခြင်းတဲ့သူတွေက share facebook page youtube channel telegram channel tiktok ထားတွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်ရှင် group 3တွေအားလုံးကျေးဇူးတူပါဘိုင်ဘိုင်နောက်မှပြန်တွေ့ကြပါမယ်တတား